အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ23ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကို တင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါက်ဆန်းစုကြည်နဲ့ NLD CEC အချို့တွေ့ခွင့်ရပြီဟုသတင်းထွက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ နေပြည်တော်မှာအကျဉ်းချခံနေရတဲ့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟုကော်မတီဝင်အချုပ်တွဲဆောင်ခွင့်ရခဲ့တယ်ဆိုတဲ့သတင်းဟာမှန်မှန်ကန်ဘူးလို့ဗဟုကော်မတီဝင်ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ NLD ဗဟုကော်မတီဝင်တွေဖြစ်တဲ့ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးတို့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုတွဲဆောင်ခွင့်ရခဲ့တယ်ဆိုတဲ့သတင်းတွေပြီးခဲ့တဲ့ရက်ပိုင်းကအင်တာနက်လူမှုကွန်ရက်မှာထွက်ပေါ်ခဲ့တာပါ။ အဲ့ဒီတဲ့ရင်ဟာမှန်ကန်မှုမရှိသလိုတန်တရားဖြစ်စရာအခြေအနေရှိတဲ့အတွက်ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကိုပို့ပြီးစိုးရိမ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင်ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ဦးသိန်းဦးရဲ့ဒေါက်တာတီမျိုးဝင်းရဲ့ကျွန်တော်တို့ CEC နှစ်ယောက်ဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရတယ်ဆိုတဲ့တဲ့ရင်ဟာမှန်မှန်ပါဘူး။ကျွန်တော်ရဲ့မိတ်ဆွေဦးသိန်းဦးနဲ့ကိုတိုင်တွေ့တဲ့အခါမှာမဟုတ်ကြောင်းညင်းဆိုပါတယ်။ ဲ့ဒီတော့ဒီသတင်းဟာသတင်းမှားဖြစ်တာသိကြပါတယ်ဒီသတင်းမှားတွေဟာအချိန်ကပ်ပြီးတော့ရည်ရွယ်ချက်ရှိရှိထုတ်နေတယ်လို့ကျွန်တော်တို့ကတော့တန်တရားရှိပါတယ်အဲ့ဒီလိုထုတ်ပြန်လေးလေးကျွန်တော်တို့ခေါင်းဆောင်ရဲ့ကျန်းမာရေးအခြေအနေကိုကျွန်တော်တို့ကပို့ပြီးစိုးရိမ်လေးဖြစ်ပါတယ်ကျွန်တော်တို့ခေါင်းဆောင်ဟာနိုင်ငံအတွက်လူမျိုးအတွက်စွန့်လွန်ထားတဲ့အဖိုးဖြတ်လို့မရတဲ့ခေါင်းဆောင်ဖြစ်ပါတယ်သူအပေါ်ထားရှိတဲ့ပြည်သူလူထုရဲ့ယုံကြည်မှုကိုဘယ်တော့မှခြေဖြတ်လို့ရမှာမဟုတ်ပါဘူးလို့ကျွန်တော်ပြောချင်ပါတယ် ဒေါ်အောင်ဆန်းစုကြည်ကိုသူ့ရဲ့ရှင်းနေဖွဲ့က2022ခုနှစ်ဒီဇင်ဘာလထဲမှာနောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းအချိန်၃နှစ်နီးပါးကြာတဲ့အထိပြင်ပနဲ့ထိတွေ့ခွင့်မပေးတော့ဘဲစစ်ကောင်ဆောင်ကသတင်းအမှောင်ချခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုအားပေးထောက်ခံတဲ့ပြည်သူတွေကိုစိတ်သက်ရရတိုက်ခိုက်ချင်တာမကြခင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအမြင်ပြောင်းစေချင်တာတွေကြောင့်သတင်းအမှားတွေကိုစစ်ကောင်စီကရည်ရွယ်ချက်ရှိရှိဖြန့်ဝေနေတာလို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကဦးထွန်းကြည်ကမှတ်ချက်ပေးပါတယ်။ တကယ်တကယ်တာဝန်အရှိဆုံးကတော့စစ်ကော်မရှင်ဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်ကိုဘယ်နေရာမှာထားတယ်ဘလို့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်ဖွင့်လင်းမြင်သာမှုနဲ့ဒေါ်အောင်ဆန်းစုကြည်ကတော့ဒီလိုအခြေအနေရှိပါတယ်။ဒီမှာတော့မြင်တဲ့အတိုင်းမှာအဲ့ဒီလိုမျိုးဖွင့်လင်းမြင်သာမှုနဲ့သူ့ဘက်ကနေဂုံတိတ်ခါရှိရှိလှုပ်ဖို့တော့လိုတယ်။အဲ့ဒီလိုမဟုတ်ဘူးဆိုရင်ဒိုးလောဒူလောနဲ့ပိုတရက်ပိုတိုးပြီးတော့ကျွန်တော်တို့ကတော့စိုးရိမ်မကင်ဖြစ်မိတယ်ဗျာ။အတ္တိကကတော့သူ့ရဲ့နိုင်ငံရေးထွက်ပေါင်းနိုင်ငံရေးအကျိုးမြတ်အလုံးဟာအထူးသဖြင့်ရွေးကောက်ပွဲပေါ် ရွေးကောက်ပွဲအပေါ်မှာအာယုံပြောင်းနေလို့ကျွန်တော်တို့ကရှုမြင်သုံးသပ်တယ်။ဒေါအောင်ဆန်းစုကြည်ကိုအတုံးချရတယ်လို့ရှုမြင်သုံးသပ်တော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်။ရှုံချရတယ်လို့ကျွန်တော်သတင်းစကားပါကျင်ပါတယ်။ဆီအာနာစသိန်းနဲ့2021ခုနှစ်ဖေဖော်ဝါရီတရက်မနက်အစောပိုင်းကတည်းကနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်၊သမရဦးမြင့်တို့အပါအဝင် NLD အစိုးရနဲ့ပါတီထိပ်တန်းခေါင်းဆောင်တွေကိုစေကောင်းဆောင်ကဖမ်းဆီးထိန်သိမ်းခဲ့တာပါ။ အသက်80အရွယ်ဒေါအောင်ဆန်းစုကြည်ကိုစစ်ကောင်စီတရားရုံးကထောင်ဒဏ်28နှစ်အထိချမှတ်ထားပြီးဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာကိုတော့အတီအလင်းသတင်းမထုတ်ပြန်ခဲ့ပါဘူးဆက်လက်ပြီးနက်တလင်းတွင်စစ်မှုထမ်းအဖြစ်ပေါ်တာဆွဲခံရသောရွှေကြပင်ရွာသားကိုဝင်းစော်ထွန်းရှေတန်းတိုက်ပွဲတွင်တေဆုံပြီးစစ်မှုထမ်းတပ်သားကိုတီဟာလည်းလက်တဖက်ပြတ်ဒဏ်ရာရစစ်တပ်ကမြည်သည့်ခံစားအခွင့်မှမပေးဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ပကိုးတိုင်းနှစ်တလင်းမြို့နယ်တွင်အကြံဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားသောရွှေကြပင်ရွာသားကိုဝင်းစော်ထွန်းရှေ့တန်းတိုက်ပွဲတွင်တည်ဆုံပြီးရုံကုန်းရွာသားကိုတီဟာလေလက်တဖက်ပြတ်သွားပြီးပြင်းထန်ထဏ်ရာရထားကြောင်းမိသားစုဝင်များနှင့်နှီးဆက်သူတအူကသတင်းဌာနကိုပြောပါရယ်ယခုနှစ်မတ်လပိုင်းနှင့်မေလပိုင်းတို့တွင်နှစ်တလင်းမြို့နယ်ရွှေကြပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးလှဝင်းကအကြံဖက်စစ်သားများကိုခေါ်ဆောင်လာပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းကြောင်းရွှေကြပင်ရွာသားကိုဝင်းစော်ထွန်းနှင့် ရုံကုန်းရွာသားကိုတီဟာတို့စစ်မှုရန်တပ်သားများအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံရကြောင်းသိရပါတယ်။ထို့သောပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက်ယခုနှစ်ဩဂုတ်လပိုင်းတွင် ရှေ့တန်းတိုက်ပွဲ၌ရွှေချပင်ရွာသားကိုဝင်းစော်ထွန်းသည်တေဆုံခဲ့ပြီးရုံကုန်းရွာသားကိုတီဟာသည်ရှေ့တန်း၌ကင်းဆောင်နေစဉ်မိုင်းဆွဲပစ်ခတ်ခံရပြီးလက်တစ်ဖက်ပြတ်တောက်ကပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ရှင်းတို့တိုက်ပွဲအတွင်းသားဖြစ်သူကိုဝင်းစော်ထွန်းတိတ်ဆုံးခဲ့တော်လဲမိသားစုဝင်များကိုစစ်တပ်ကမြည်သည့်အကျိုးခံစားခွင့်မှမပေးဘဲ မိသားစုဝင်များကိုဆဲဆိုးကြိမ်းမောင်းနေကြောင်းသိရပါတယ်။ချင်းရွာအုပ်စုတဲကပြည်သူတွေကစစ်မှုထမ်းချိန်လာဆင်ပြီးနေတဲ့ဂျားတဲကနေခိုးဝင်းစော်ထွန်းနဲ့ကိုတီဟာကိုတာပွန်ရဲစခန်းကရဲခွေစစ်ခွေတွေခေါ်ပြီးအုပ်ကြီးလာဝင်းကအိမ်တန်းရာရောက်လာရောက်ဖမ်းဆီးပြီးစစ်တပ်တွေထိလိုက်တာကိုဝင်းစော်ထွန်းကတော့ရှေ့တန်းတိုက်ပွဲမှာတည်ဆုံသွားပြီးကိုတီဟာကတော့ကင်းဆောင်နေရင်အဖြစ်ခံရလို့ဒဏ်ရာရပြီးလက်တစ်ဖက်ဖြတ်လိုက်ရတယ်။ဒဏ်ရာရသူရောတည်ဆုံသူပါစစ်တပ်စီကဘာခံစားခွင့်မှမရပါဘူးဟုမိသားစုဝင်နဲ့နှိစက်သူကပြောပါတယ်။ ထို့ပြင်စစ်မှုထမ်းတပ်သားများအဖြစ်ပေါ်တာဆွဲဖမ်းဆီးခဲ့သူရွှေကြပင်ရွာအုပ်ချုပ်ရေးမှူးလှဝင်းကလက်ရှိအချိန်ထိစစ်မှုထမ်းဆင်ထေဆုံးသူနဲ့တရားရသူများ၏နေအိမ်များကိုစစ်မှုထမ်းကျေဟုဆိုကလာစဉ်တအိမ်လျင်ငွေချက်9000ဆက်လက်ကောက်ခံလျက်ရှိကြောင်းသိရပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။